ပါရမီဆိုတာမြင့်မြတ်သူတို့ရဲ့အလုတ်မြင့်မြတ်တဲ့အလုတ်ပါရဆိုရင်နိဗ္ဗာန်တည်းဟူသော တဖက်ကန်းကိုရောက်စေတဲ့ရစေတတ်တဲ့အလုတ်အဲ့ဒါကိုပါရမီလို့ခေါ်တာနော်အဲ့ဒီမြင့်မြတ်တဲ့အလုတ်ပါရမီကဘယ်နှပါရှိတော့10ပါတဲ့ဒါနံသီလင်္ဆနိခမံပညာဝိရိယပင်စမံခန္တီသစ္စာအဋိဌာနမေတ္တုပိခန္တိမာတတ ဒါနရဲ့သီလရဲ့နိခမရဲ့ပညာရဲ့ဝရိယရဲ့၅ခုခန္တီသစ္စာအဋိဋ္ဌာနမေတုပိခာတိမေတုပိခာဆိုတာမေတ္တာနဲ့ဥပိခာကိုရောထားနော်မေတ္တာရဲ့ဥပိခာရဲ့ဘယ်နှမျိုးလို့၁၀မျိုးတဲ့အဲ့ဒါဘဝမှာ မြင့်မြတ်ခြင်းလည်းဆိုရင်မြင့်မြတ်တဲ့အလုပ်ကိုလုပ်မယ်ဆိုရင်ဒီ10မျိုးသောအလုပ်ကိုကျွမ်းကျင်ထားရမယ်ဒီ10မျိုးကိုနားလည်ထားရမယ်ပို့ပြီးတော့မြင်မာတဲ့ရည်ရွယ်ချက်နဲ့နိဗ္ဗာန်တည်းဟူသောတဖက်ကမ်းကိုငါရောက်အောင်သွားမယ်ဆိုရင်လည်းဒီ10မျိုးသောလမ်းစဉ်ကိုဘုံဘုံတို့ကျွမ်းကျင်ထားရမယ်နံပါတ်1ဒါနာတဲ့နှမျောဝန်တိုမှုအညစ်အကြေးကိုစစ်ကြောနိုင်ရမယ် ပေးနိုင်ရမယ်ဝေနိုင်ရမယ်မျှနိုင်ရမယ်နော်ကိုယ့်ရဲ့အစွမ်းအစရှေးအတိတ်ကံပြစ္ဆုတ်ပံအစွမ်းအစတွေပေါင်းဆက်လို့ရထားတဲ့ဥစ္စာပစ္စည်းကိုကိုတယောက်တည်းသုံးဆွဲမယ်ဆိုတဲ့ဘောင်ချင်းနဲ့အမြင်ကိုကြော်လွန်စေရမယ်တတ္တဝါတွေကိုလည်းဝေမယ်မျှမယ်ဝေနိုင်တဲ့စိတ်မျှနိုင်တဲ့စိတ်ဟာမြင့်မြတ်တဲ့စိတ်ပဲဒါနာတဲ့ပြီးတော့မှာတော့တိလာတဲ့ ေလဆိုတာကိုယ်နဲ့နှုတ်ကိုအပြစ်ကင်းအောင်စောင့်စည်းတာကိုယ့်ရဲ့ကာယကမှုဝစီကံမှုကြောင့်ဘယ်သူ့ကိုမှမထိခိုက်စေရဘူးဟုတ်လားဒါနံတီလင်စနိခမဟောနိခမနိခမဆိုတာထွက်မြောက်ကြောင်းတရားလို့အဓိပ္ပာယ်ရတယ်ဟုတ်လားအကုသိုလ်သဘောကနေကုသိုလ်သဘောဖြစ်အောင်လုပ်ရင်အဲ့ဒါနိခမဖြစ်တော့တာပဲသူကနားလည်ရမယ်နော်ဒီဥစ္စာလေးကိုနိခမဆိုရင်တောထွက်တာလို့ ဘောင်းချင်းချင်းလေးနားလည်ထားလို့မပြည့်စုံဘူးခုထိုင်နေရင်နဲ့နိခမဖြစ်အောင်လုပ်လို့ရတယ်ပြောရရင်ကုသတရားမှန်သမျှအလုံးဟာနိခမပဲသူကညင်နွမ်းမှုကနေဖြူစင်မှုတွေကိုထွက်သွားတာပေါ့နော်ဒီနေနေကြနေရာလေးကညင်နွမ်းတယ်စိတ်ကလေးကနေနေကြနေရာလေးကညင်နွမ်းတယ်ဟုတ်လားအဲ့ဒါကိုဘုံဘုံတို့ကဖြူစင်မှုတွေကိုရှေ့ရှုပြီးတော့ထွက်နိုင်အောင်လုပ်အနှစ်သာရရှိရှိထွက်နိုင်ဖို့လိုတယ်နော်ညင်နွမ်းမှုကနေဖြူစင်မှုတွေကိုထွက်တယ် ပူလောင်မှုကနေငြိမ်းအေးမှုတွေကိုထွက်တယ်။လှုပ်ရှားမှုကနေငြိမ်သက်မှုတွေကိုထွက်တယ်။ရှုပ်ထွေးမှုကနေရှင်းလင်းမှုတွေကိုထွက်တာမလေးကောင်းတယ်နော်။အဲ့ဒါပါတော့និခမဒါနံသီလင်္စនិခမပညာဝီရိယပင်စမပညာတဲ့ပညာဆိုတာတဘာဝတရားတွေရဲ့အကြောင်းကိုပိုင်းခြားဝေဖန်ပြီးတော့အသေးစိတ်မှန်မှန်ကန်ကန်သိတာကိုပညာလို့ခေါ်တယ် အလွန်မျက်နှိုးเสียကောင်းတဲ့တဘာဝတရားတစ်ခုယရနာလို့မြတ်စွာဘုရားဟောတယ်နော်ပညာနရနံရတနံလူသားတွေရဲ့လောကမှာတန်ဖိုးအကြီးဆုံးယရနာပဲတဲ့ပညာဟုတ်လားပညာဆိုတာပထမဆင့်အကြောင်းအကျိုးကိုသိတာတစ်ခုခုဖြစ်တာကိုတွေ့ဒါဘာကြောင့်ဖြစ်တာစဉ်းစားဒါကြောင့်ဘာဆက်ဖြစ်နိုင်လဲဆိုတာကိုလည်းစဉ်းစားအဲ့ဒါဘာလို့ပညာ ကြောင်းအကျိုးကိုသိတာနော်ဒါနံသီလင်္ဆတ်နိခမံပညာဝီရိယတဲ့ဟောငါးခုမြောက်ကမြင့်မြတ်ခြင်းတဲ့လူဟာကြိုးစားရမယ်အကြိုးစားလို့မရအောင်ငါလုပ်မယ်ဒီလုပ်ငန်းကိုလုပ်မယ်ဒီစိတ်ရှိရမယ်နော်တကယ်လည်းပဲဘုံတို့ဟာနော်ဒါနလည်းကြိုးစားမှဖြစ်တာသီလလည်းကြိုးစားမှဖြစ်တာနိခမလည်းကြိုးစားမှဖြစ်တာပြောရရင်ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်ကြိုးစားမှရတာ ဒီတိုင်းနေလို့ဘာမှရလာတယ်ဆိုတာမရှိဘူးဒါကြောင့်ပြောထားတာလေးတခုကောင်းနေပေါ်လာတယ်။နောက်ချင်းသေးကြီးကစွန့်လိုက်တာသူ့မှာတခါလဲခွန်အာဗလာလည်းပြည်တယ်။ခြေတော်မှာလည်းပဲခြေသေးကြီးတွေလက်သေးကြီးတွေလည်းပါတယ်။သူ့ရဲ့လက်ရဲ့တတော်မှာဆိုရင်ဟွက်ထားတဲ့အာကြီးတခုပါသေးတယ်။နောက်အလုံးမလည်းပဲအသက်အပုပ်ကျွမ်းကျင်တဲ့သားကောင်ကိုဘလို့သားကောင်မဖြစ်ဖြစ်မိအောင်ဖမ်းနိုင်တယ်။ ါပေမဲ့အိပ်ပျော်နေတဲ့ရှင်သေးကြီးရဲ့ဗဇက်ထဲကိုဘယ်သားကောင်မှအလိုလျောက်ဝင်းမလာဘူးတဲ့ဟုတ်လားကျုပ်တို့လည်းပဲအစွမ်းတွေရှိတယ်လုံနိုင်စွမ်းတွေရှိတယ်မြင့်မြတ်နိုင်စွမ်းတွေရှိတယ်သို့တော်ဝရိယမရှိဘူးအိပ်ပျော်နေတဲ့ရှင်သေးကြီးလိုဖြစ်နေမှဆိုရင်ဘလောက်အစွမ်းရှိရှိဘယ်သားကောင်မှအလည်းကဝင်းမလာဘူးတဲ့ဟုတ်လားကောင်းရဲ့နော်ဒါကြောင့်ဖုန်းတို့မြင့်မြတ်ခြင်းဘာလို့အောင်တော့ ကြိုးစားရမယ်ကြိုးစားလို့မရအောင်ဟုတ်လားဒါနံသီလင်္ဆာနိခမပညာဝိရိယပင်စံမံပြီးတော့လည်းတော့ခန္တီသစ္စာအဋ္ဌာဏခန္တီဆိုတာဘာလို့သီခံနိုင်လားမြင့်မြတ်ခြင်းတဲ့လူတနည်းအားဖြင့်တဖက်ခန္တီဥသောနိဗ္ဗာန်ကိုရောက်ခြင်းတဲ့လူဟာဒီအည်သွေးရှိရမယ်ဒီလန်းစဉ်ကိုလျှောက်လန်းနိုင်ရမယ်ငါသီခံမယ်ကိုင်ပြောပါစီရပါတယ် ပြန်ပြီးတော့စိတ်ကဒေါသနဲ့မတုံ့ပြန်ပါဘူးထားလိုက်ပါတော့တကယ်တမ်းကကိုတိလက်ရောက်ကိုလာပြီးတော့နှိပ်စက်တယ်စော်ကားတယ်ဆိုတာဘုရားမှာအလုံးမရှားပါပါတယ်အလွန်ဆုံးကိုကိုနှိပ်စက်ကြတာဒေါသဖြစ်အောင်လုပ်ကြတာပြောတာဆိုတာလောက်ပဲရှိတာပါတချို့ဆိုရင်ကိုရှိတောင်မပြောရှာပါဘူးကိုရာလောက်ပဲပြောတာပေလာတဲ့လူရှိလို့သာကြားရတာနော်အဲ့တော့ဘုရားဘာရသေးတင်တာဆိုတော့အတိခံလိုက်ပါထားလိုက်ပါ စိတ်ထဲထည့်မနေပါနဲ့ဆိုတဲ့သဘောလေးပေါ့နော်တချို့အကူအကူအလုရှုပ်ခံပြီးတော့ဓာကြီးကိုတွေးနေလို့ပြဿနာဖြစ်နေတာထားလိုက်ဓာတ်ရဲ့ကြီးကြီးတဲ့လူငါလောက်အောင်ပဲဆိုရင်အလိုလိုသီးခံပြီးသားဖြစ်သွားဘလောက်ကောင်းတော့ဟုတ်လားဒါကြောင့်မြင့်မြတ်ခြင်းလဲဆိုရင်ဘလောက်အောင်တော့သီးခံရမယ်ခန္တီပရမတ္တပေါ်တိဋ္ဌာဒီအကျင့်ဟာအကောင်းဆုံးကျင့်ပဲတရထာပရမအတ္တာ သူလောက်ကိုယ့်ရဲ့အကျိုးစီးပွားကိုဖြစ်ထွန်းစေတဲ့အရာဘယ်ရာမှမရှိဘူးလို့ခန္တီရဲ့အပေါ်မှာမျက်စွာပဲအဲ့လိုမြင်တာอืมခန္တီပြီးတော့ပါတော့သစ္စာတဲ့မြင့်မြတ်ခြင်းနဲ့နိဗ္ဗာန်ကိုရခြင်းနဲ့ဆိုရင်မှန်ကန်ရမယ်အပြောမှန်ရမယ်အလုံးမှန်ရမယ်အထူးသဖြင့်ကိုယ့်ရဲ့နှုတ်ကထွက်တဲ့စကားဟာမှန်ကန်ရမယ်သစ္စာသစ္စာမရှိဘဲနဲ့သစ္စာတိဖို့မလွယ်ဘူး ဟုတ်လားတစ္ဆာဆိုတဲ့အမှန်တရားကိုသိရင်အရိယာဖြစ်တာပဲအရိယာဆိုတာဖြူစင်တာကိုပြောတာနော်အဲ့ဒီတစ္ဆာဆိုတဲ့အမှန်တရားကိုသိခြင်းရင်တစ္ဆာအရင်မလိုအောင်လို့ရှိရမယ်မှန်ရမယ်ပေါ့နော်ခန္တီတစ္ဆာပြီးတော့မလို့အဋိဌာနဲ့အဋိဌာနအဋိဌာန်ဆိုတာဒါလုံမယ်ဆိုလို့ရှိရင်တကယ်ဖြစ်အောင်လုပ်တာပြီးသွားအောင်လုပ်လိုက်တာပေါ့ကြောင်စုံကတရားနာယူဝတ်ထိုင်မယ်ဆိုနာယူဝတ်မပြိမချင်းမထအောင်ပေါ့ ိုယ့်ရဲ့သတ်မှတ်ချက်ကိုကိုပြန်ပြီးတော့တီအောင်လုပ်တာကိုဘာလို့ခေါ်တော့အဋိဋ္ဌံအဲ့ဒါကနော်ဒီပါရမီ၁၀ထဲမှာ तू ကနည်းနည်းတော့မျက်နှာငယ်ပုံရတယ်အဲ့ဒီပါရမီလေးကတိတ်ပြီးတော့အပြောမများကြအောင်တကယ်တမ်းကအဲ့ဒီဥစ္စာလည်းပဲလိုအပ်တယ်နော်အောင်မြင်ခြင်းနဲ့မြင့်မြတ်ခြင်းနဲ့နိဗ္ဗာန်ရခြင်းနဲ့ဆိုရင်အဲ့ဒီအဋိဋ္ဌံလည်းပဲပါဖို့လိုရယ်နော်ဒါမှပါရမီကလွန်ကောင်းတယ်နော်ပါရမီ၁၀ခန္တီသစ္စာအဋိဋ္ဌာနပြီးတော့မှာတော့ မေတ္တုပိခာတိမာရတာတဲ့မေတ္တာဥပိခာမေတ္တာဆိုတာတတ္တဝါတွေရဲ့အပေါ်မှာအကျိုးလိုလားတဲ့စိတ်ကောင်းစေခြင်းအဲချမ်းသာစေခြင်းနဲ့အစဉ်ပြေစေခြင်းအလွန်ကောင်းတဲ့စိတ်ပဲစိတ်ကောင်းနှလုံးကောင်းဆိုတာအဓိကမေတ္တာကိုပြောတာလို့တောင်ကျုပ်ကခံစားရတယ်သူများပေါ်ချမ်းသာစေခြင်းနဲ့ကောင်းစေခြင်းတာအာမအစဉ်မပြေတာမဖြစ်စေခြင်းဘူးအဲ့ဒီစိတ်ကလေးကအမွန်မြတ်တယ်နော် ဲ့တော့ခဏခဏကိုယ်စိတ်တည်းဖြစ်အောင် လုပ်ရင်ငြိမ့်အေးပြီးတော့လူကဘလို့ဖြစ်တာလဲဆိုတော့တော့ဒေါသကြောင့်အလိုမကျမှုကြောင့်ဖြစ်တဲ့လှုပ်လက်ခတ်မှုတွေပူလောင်မှုတွေအများကြီးရောနေဟုတ်လားဒါကြောင့်မြင့်မြတ်ခြင်းလေဆိုရင်မေတ္တာကိုလည်းဘုဖုံတို့နားလည်ပြီးတော့ကျွမ်းကျင်အောင်လုပ်တဲ့ရမယ်ဟုတ်လားမေတ္တာပြီးတော့ပါတော့ဥပေက္ခတဲ့ဥပေက္ခတော့မြင့်မြတ်တဲ့လေးလူရှုမှုပညာနဲ့ရှင်တဲ့လေးလူရှုမှု ဥပေက္ခာကသူကအလွန်ညီမျှတဲ့သဘောဘက်လိုက်မှုဘာမှမရှိဘူးသူကမြင်မာတဲ့ရှုတော့မှပြောရမှာရှင်ချမ်းသာလို့လည်းပဲသူကလောဘသဘောနဲ့ညွတ်ကြသွားတယ်လို့မရှိဘူးဆင်းရဲလို့လည်းပဲဒေါသနဲ့ပေါက်ကွဲသွားတဲ့သဘောလည်းမရှိဘူးအလွန်မှငြိမ်သက်တဲ့သဘောမျှတတဲ့သဘောညီမျှတဲ့သဘောဒါအလွန်မှမြင်မာတဲ့သူတော်ကောင်းတရားတစ်မျိုးပေါ့နော်အဲဒါကြောင့်တို့မြင့်မြတ်ခြင်းနဲ့လူတွေ ဒုက္ခဘုံကနေလွတ်ပြီးတော့ဟိုဘကန်တီဟူသောနိဗ္ဗာန်ကို ရောက်ခြင်းတဲ့ပုံကိုယ်ဒီဒီပါရမီ7ပါးကို ရောက်စေတတ်တဲ့လမ်းစဉ်အနေနဲ့သဘောပေါက်ပြီးတော့ဘာလို့ရမလို့ဖြည့်ကျင်ညာရမယ်